မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်တွေကိုအခုရက်ပိုင်းတွင် PDF တွေဝင်ရောက်မယ်ဆိုတဲ့သတင်းတွေကြောင့်အဲဇင်းတိုင်ကြားသူစရင်ကိုအချိန်နဲ့တပြေးညီတင်ပြဖို့စေကောင်းစီကညွှန်ကြားလာနေတယ်ဆိုပါတယ်စကိုင်းတိုင်းကမုံရွာမြို့မှာပြည်သူစစ်အမိခံပြုစော်တိတင်တန်းပေးနေတဲ့စစ်ကောင်းစီတပ်ကဒုတက်ချက်စမ်းချက်နိုင်ဆိုသူကိုမုံရွာပလဖအဖွဲ့ကဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းပါဝင် နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရန်ကုန်တိုင်းတွင်းမှာရှိတဲ့မြို့နယ်တွေကိုအခုရပိုင်းအတွင်း PDF တွေဝင်ရောက်မယ်ဆိုတဲ့သတင်းတွေကြောင့်အဲစင်းတိုင်းကြသူစရင်ကိုအချိန်နဲ့တပြေးညီတင်ပြဖို့စစ်ကောင်စီကညွန်ကြလာနေတယ်လို့စစ်ကောင်စီသတင်းရှင်းမိကပြောပါတယ်အခု မေလနှောင်းပိုင်းမိုးရသည့်အစကာလအတောအတွင်းမှာပဲ စစ်တပ်စင်ပီဒီအက်တွေဟာရန်ကုန်မြို့ကိုပြန်လဲဝင်ရောက်မယ်ဆိုတဲ့သတင်းတွေကြောင့်စစ်ကောင်စီကအဲဇင်တွေကိုနေတိုင်းမဖြစ်မနေအချိန်နဲ့တပြင်းညီတင်ပြကြဖို့တောင်းဆိုလာတယ်လို့သိရပါတယ်။အရင်ကတည်းကအဲဇင်တွေကိုမြို့နယ်စီပို့ရပေမဲ့အခုကတော့အချိန်နဲ့တပြင်းညီပို့ခိုင်းတာဖြစ်တဲ့အပြင်ကိုရဲရဇဝင်းအချင်းနဲ့ဓာတ်ပုံတွေကိုပါပို့ခိုင်းနေပြီ။ Viber ကနေပါပို့ဖို့လဲလှမ်းပြောထားပြန်တယ်လို့သင်ကန်းကျုံမြို့နယ်ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တအူးကပြောပါတယ်။ ဒါပြင်ရန်ကုန်တိုင်းကမြို့နယ်တွေမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်သားအရေးအတွက်ကိုတုံးမြင့်ချလာတဲ့အပြင်တင်ငန်းကျုံမြို့နယ်ရုံမှာဆိုရင်ပုံမှန်စစ်သား9ဦးလောက်သာထားထားရကနေအခုကမှတော့စစ်သား10ဦးလောက်ကိုတိုးပြီးချထားတယ်လို့လည်းသိရပါတယ်ခင်ဗျ တဖက်မှာတော့စကိုင်းတိုင်းကမုံရွာမြို့မှာပြည်သူစစ်အမိကံပြုစောတိတင်တန်းပေးနေတဲ့စေကောင်စီတပ်ကဒုတက်ကျဆန်းချင်နိုင်စုတကိုမုံရွာပလဖအဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့မုံရွာမြို့နယ်ပြည်သူလုံခြုံရေးအဖွဲ့ဒုတာဝန်ခံကိုတီဟကရန်ကုန်ခေတ္တကိုပြောပါတယ်မေလ22ရက်နေ့ကပဲမုံရွာရတော်လမ်းပိုက်တနေရာမှာမုံရွာမြို့နယ်ပလဖအဖွဲ့ကခီးတဲ့တင်ကားတွေကိုလုံခြုံရေးစစ်ဆေးနေတဲ့အချိန်အကြံဖက်စကောင်စီလက်အောက်ခံဒုတက်ကျဆန်းချင်နိုင်စုတကိုဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုဖန်စီရမိထားတဲ့စစ်ကောင်စီလက်အောက်ခံဒုတက်ချက်စမ်းချင်နိုင်ဆိုသူဟာစစ်မှုထမ်းသက်15နှစ်ရှိပြီးခွင့်မဲ့နဲ့နေအိမ်မှာနေထိုင်ပြီးမှစစ်တပ်ထဲကိုပြန်လဲဝင်ရောက်လာပြီးတော့မုံရွာမြို့ခမရ95မှာပြည်သူ့စစ်အမိခံပြုစော့တီတွေကိုစစ်တင်နဲ့ပေးနေတဲ့သူဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာတော့အဲ့ဒီလိုဖန်စီရမိထားတဲ့ဒုတကျစမ်းချစ်နိုင်ဆိုသူကိုမုံရွာမြို့နယ်ပလပအဖွဲ့ကတပ်ဆိုင်ရာတာဝန်ရှိတဲ့အဆင့်ဆင့်ကိုပေးအပ်သွားမှာဖြစ်ပြီးဥပဒေနဲ့ညီအရေးယူနိုင်မှုလှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ် ပြီးခဲ့တဲ့မေလ19ရက်နေ့ကလည်းမုံရွာမြို့မှာတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်ပါဝင် PDF ထပ်ပေါ်တွေကိုဖမ်းဆီးခဲ့တဲ့သူတွေဖြစ်ငွေကြေးချမ်းသာတဲ့သူတွေကိုပါဖမ်းဆီးငွေညှစ်နေတဲ့ရဲရာကန်ဝင်းနိုင်ဆိုတဲ့သူကိုလည်းမုံရွာမြို့နယ်ပလပအဖွဲ့ကမြို့တဲအထိဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ပါသေးတယ်ခင်ဗျဖတ်ပါလေစကိုင်းတိုင်းမြောင်မြွနယ်က PDS scan ကိုစီးနေမယ်ဆိုပြီးရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုဒေါ်လန်ရိတ်တက်တွေကတံပြန်တက်ခိုက်ရမှာ စေကောင်းစီတက်သားခေါဏဥထမနဲ့အသေးသေးသေကုန်ကြတဲ့အပြင်တန်ရန်ရတဲ့သူတွေပါများသွားတယ်လို့တော်လန်ရေးတက်ဖွဲ့ဝင်တဦးကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်မေလ23ရက်နေ့ကမြောင်မြို့နယ်ကြပင်လချေးရွာနီးမှာရှိတဲ့ PDS ခန်းတစ်ခုကိုစီးနှင်းဖို့ဆိုပြီးစစ်ကြောင်း၃ကြောင်းခွဲပြီးတော့တက်လာတဲ့အကြံပတ်စစ်ကောင်းစီတက်သားတွေကိုတော်လန်ရေးတပ်ပေါင်းစုတွေကနေအသင့်ဆောင်ပြီးတိုက်ခိုက်ချိန်မုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာ ရှေ့ပြေးကင်းအနေနဲ့တက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကအနိကတိုက်ခိုက်ခြေမုံမှုအတွင်စစ်ကောင်စီတပ်သား2ဦးသာကျန်တော့ပြီး9ဦးထက်မနည်းကအသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါများသွားတယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တဦးကပြောထားပါတယ်။အဲ့ဒီနောက်အထိနံသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာစစ်ရဟတ်ရင်နဲ့ပါပစ်ကူပေးရပြီ။အဲ့ဒီပစ်ကူတာမရှိရင်စစ်တပ်ကတက်စိတ် တစ်ခုလုံးအကုန်သေမှာဖြစ်တယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တဦးကပြောထားတဲ့အပြင် ိုက်ပွဲအတွင်း PDF ရဲဘော်၃ဦးလဲမစွန့်ရင်ရတဲ့ဒဏ်ရာရခဲ့တယ်လို့ပြောထားပါတယ်ခင်ဗျတပတ်မှလည်းစကိုင်းတိုင်းမုံရွာမြို့နယ်တာစီအချင်းတောင်တဲ့ရဲကင်းစခန်းကိုတော်လိုင်းရဲတပ်တွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့တိုက်ခိုက်မှုအတွင်းဇေကောင်စီတပ်သားနဲ့ရဲစုစုပေါင်းခေါနာဦးပွေကုံကြပြန်ပြီလို့ Snipe Rangers Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မေလ24ရက်နေ့ဖြစ်တဲ့မနေ့ကပဲမုံရွာမြို့နယ်မှာရှိတဲ့တာစီအချင်းတောင်တဲ့ရဲကင်းစခန်းကို တော်လိုင်းတက်တွေကလက်နဲ့ကြီးလက်နဲ့ငယ်တွေနဲ့တပြိုင်နက်တည်းတိုက်ခိုက်ရမှာ45မိနစ်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သားနဲ့ရဲစုစုပေါင်းခေါနာဦးကတော့အပီးသီးသေးကုန်ကြတဲ့အပြင်တော်လိုင်းရဲဘော်တဦးလည်းဒဏ်ရာရခဲ့တယ်လို့ Snipe Rangers Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျဒီတခါပဲခူးတိုင်းဘက်မှာတော့အုပ်ဖို့မြို့နယ်ကကျွန်းလာကုန်းခြေရွာနေရတပ်ပြည်သူကိုအော့ထော့ဆိုတဲ့သူကို အကျန်းဖတ်စစ်တပ်ကဖမ်းဆီးနှိပ်စက်ပြီးမှတနက်နဲ့ပြစ်တက်ပြီးတောက်တံမှာမြေမြုပ်သွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။မေလ19ရက်နေ့ကကျွန်တော်ကုန်းဂျေယွန်နေရတပြည်သူကိုအော့ထော့ဆိုတဲ့သူကိုအကျန်းဖတ်စစ်တပ်က PDF တွေကိုထောက်ပံ့နေဆိုပြီးမတရားဆွဆွဲပြီးတော့ဖမ်းဆီးခဲ့တယ်ဆိုပါတယ်။အဲဒီနောက်အကြံပစစ်တကကိုအော့ထော့ရဲ့ခြေထောက်ကိုတနက်နဲ့တစ်ချက်ပြီးတစ်ချက်ပြစ်ခတ်ပြီးစစ်မေးရမှာကိုအော့ထော့ရဲ့ခြေထောက်တစ်ဖက်ဟာပြက်လို့နှိပါကိုဖြစ်တဲ့အထိ နှိပ်ဆက်ခံရပြီးမှပြစ်တက်လိုက်တယ်ဆိုပါလေ။အဲ့ဒီနောက်အကြံပစစ်တပ်ကသူတို့နှိပ်ဆက်တပ်ဖြတ်လိုက်တဲ့ရသပြည်သူကိုအော့ထွက်ရဲ့ရုပ်လောင်းကိုတုတ်တံမှာမြေမြုပ်သွားတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားပါလေ။အဲ့ဒီလိုအကြံပစစ်တပ်ကနှိပ်ဆက်တပ်ဖြတ်လိုက်တဲ့ကိုအော့ထော့ဆိုတဲ့သူကို PDF ထောက်ပံ့နေဆိုပြီးမဟုတ်မမှန်သတင်းပေးဖန်ဆီးခိုင်းတဲ့သူဟာမိကြောင်တင်ချေရွာနေပြူစော်တီတန်းစော်ဖြစ်ပြီးအဲ့ဒီပြူစော်တီတန်းစော်ကိုတော့မေလ22ရက်နေ့မှာပဲ ဒါယာဝရီ KI PDF 383ညနှစ် viewer စစ်ကြောင်းကပြစ်ခတ်ရှင်းလင်းလိုက်ပြီးဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့ကနေဒါနိုင်ငံအော်တိုဝါမြို့မှာရှိတဲ့လွတ်တော်အတွင်းဝင်ရုံးငန်းမှာအမျိုးသားညီညွတ်ရေးအစိုးရ NG ဝင်ကြီးတွေနဲ့ကနေဒါနိုင်ငံဂျိုင်းဝင်ကြီးဌာနလွတ်တော်အတွင်းဝင်တို့တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်မေလ23ရက်နေ့ကပဲ ကနေဒါနိုင်ငံအော်တဝါမြို့မှာရှိတဲ့လွတ်တော်အတွင်းဝင်ရုံးငန်းမှာမြို့သားညီညီအစိုးရရဲ့အယူဂျီလူခွင့်ရေးဆိုင်ရာပြည်တော်စုဝင်ကြီးဦးအောင်မျိုးမင်းဒုတိယဝင်ကြီးဦးအောင်ကျော်မိုးတို့ဟာကနေဒါနိုင်ငံဂျာယီဝင်ကြီးဌာနလွတ်တော်အတွင်းဝင်နဲ့တွေ့ဆုံခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာအဂျက်ဖစ်အုပ်စုရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုမှတ်တမ်းတင်ရေးနဲ့တရားမျှတမှုဖော်ဆောင်ရေးကိစ္စရပ်တွေလူသားချင်းစာနာထောက်ထားမှုပံ့ပိုးပေးရေးကိစ္စရပ်တွေ အကြံဖက်ဆဲအုပ်စုအပေါ်ပိတ်ဆို့အရေးယူမှုတွေကိုထိတိရောက်ရောက်အကောင့်ထဲပေါ်ဖို့ကိစ္စရက်တွေအပြင်ဒေတာတွင်းလုံခြုံရေးအခြေအနေတွေကိုလည်းအပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျဒီတစ်ခါစီးပွားရေးသတင်းပတ်မှာတော့မြန်မာနိုင်ငံကပြည်တွင်းစီးပွားရေးဈေးကွက်မှာအခောက်ရွှေတစ်ကျပ်တကူငွေကျပ်52သိန်း3000အထိစံချိန်တင်ထပ်မံမြင့်တက်သွားပြန်တဲ့အပြင်မြန်မာကျပ်ငွေတန်ဖိုးထိုးချမှုတွေဟာထိမ့်မနိုင်သိမ့်မရကိုဖြစ်နေတယ်လို့ရန်ကုန်ရွှေကုန်းတွေကပြောပါတယ် မေလ24ရက်နေ့ဖြစ်တယ်မနေ့ကပဲကမ္ဘာရွှေဈေးကျဆင်းနေပြီမဲ့မြန်မာနိုင်ငံကရွှေဈေးဟာကျဆင်းခြင်းမရှိပဲအခောက်ရွှေတစ်ချပ်တောင်းကိုငွေကျပ်53,000တောင်းအထိစံချိန်တင်မြင့်တက်သွားတယ်ဆိုပါတယ်မနေ့ကဆိုရင်အမေရိကန်ဒေါ်လာဈေးဟာလည်းဒေါ်လာကိုငွေကျပ်4,130နဲ့4,200အကြမ်းမှာအယောင်းဝင်ဖြစ်နေပြီအမေရိကန်ဒေါ်လာတန်ဖိုးမြင့်မားနေတဲ့အတွက်မြန်မာရွှေဈေးနှုန်းကလည်းစံချိန်တင်မြင့်တက်နေတာဖြစ်တယ်လို့ရွှေကုန်သည်တွေကပြောထားပြီး လက်ရှိရန်ကုန်နဲ့မန္တလေးဈေးကွက်မှာရွှေကုန်တဲ့အများစုကတော့အယောင်းဝယ်အနည်းငယ်သာလုပ်ပြီးစစ်ကောင်စီရဲ့ဖမ်းဆီးစစ်ဆေးမေးမြန်းမှုကိုတိတ်ရှောင်နေကြရတယ်လို့လည်းသိရပါတယ်။လက်ရှိပြည်တွင်းမှာကဒေါ်လာရှားပါမှုတွေအကြီးအကျယ်ဖြစ်နေပြီးတစ်ဖက်မှာနေဆက်ကုန်သွယ်ရေးတွေလည်းရပ်နေတာကများနေတဲ့အပြင်နိုင်ငံခြားယင်းနှိမ့်နယ်မှုတွေလည်းမဝင်တော့တဲ့အခြေအနေတွေကြောင့်ဒေါ်လာကရှားပီးရင်းရှားလာပြီးမြန်မာကျပ်ငွေတန်ဖိုးထိုးကျနေတာတွေဟာလည်းထိမ့်မနိုင်သိမ့်မရကိုဖြစ်နေတယ်လို့ရန်ကုန်ရွှေကုန်တဲ့တူကပြောထားပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ